ခြေရတဲ့အချိန်ရှိတယ်။မုံရတဲ့အချိန်ဆိုတာရှိတယ်။မွေးရနေရှိတယ်။တည်ရနေရှိတယ်။စုံစည်းခွင့်ရတဲ့အချိန်ရှိသလိုခွဲခွာရတဲ့အချိန်လည်းရှိတယ်။ဒါပေမဲ့ခြေရနဲ့ခွဲခွာရတာကတော့အသေးသေးနှစ်အောင်ထိ နာကျင်ရတယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးနားလည်ပါတယ်။2023 6လပိုင်းမှာကျွန်တော်အတင်းတော်ကနေထွက်ခဲ့ပါတယ်။အတင်းတော်ကိုမုံလို့ထွက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ဝိညာဉ်ရေးရာတိုးတက်ဖို့အတွက်ဆက်ရှောင်းမဲ့လမ်းတွေရှိနေတဲ့အခါကျွန်တော်အတင်းတော်ကိုခြေရံနဲ့ထားခဲ့ရတယ်။အတင်းတော်မှာနေတဲ့အချိန်ကျွန်တော်စမ်းစာမတင်ရအောင်။ဘာကြောင့်လဲဆိုစပါဝင်တုန်းကတလမှာတစ်ခါ၊နှစ်လမှာတစ်ခါလောက်ကျွန်တော်စမ်းစာတင်တဲ့အချိန်ရတယ်။ဒါပေမဲ့နောက်ပိုင်းအတင်းတော်တွေမှာဆရာတွေကများလာတဲ့အခါဆယ်လကျော်ပေါ့နော်ကျွန်တော်အတင်းတော်မှာစမ်းစာတင်ဖို့အချိန်မရတာကိုကျွန်တော်ကောင်းကောင်းကြီးမှတ်မိတယ်။အဲတင်းအုပ်ကလည်းကျွန်တော်ထက် တခြားကျန်းစာတင်တဲ့ဆရာတွေကိုပို့ပြီးမျက်နှာသာပေးတာကိုကျွန်တော်ခံစားမိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကကျွန်တော်မှနေတယ်အဲ့ဒီမှာပဲလှုပ်ရှားရှိတာကိုလှုပ်တယ်။ဒါပေမဲ့တင်းအုပ်ကအဲကင်းဆောင်သူကကျန်းစာတင်တဲ့ဆရာဖြစ်တယ်။သူတောင်းပြီးမှအတင်းတော်ကိုစောင့်ရှောက်နေတဲ့သူဖြစ်တယ်။ဘာညာသူ့ကိုအမွန်းတင်တော့အဲ့ခရေကနေအာကျွန်တော်စိတ်ကအတင်းတော်မှနေဖို့အတွက်ခွန်အားမရှိတော့ကျန်းစာတင်တရားဟောမှအမှုတော်ဆောင်ဓမ္မဆရာမဟုတ်ပါဘူးဆိုပေမဲ့ဓမ္မဆရာအမှုတော်ဆောင်ကတော့ ျမ်းစာတင်ရမယ်တရားဟောတဲ့အမှုကိုလုပ်ရမှာပဲလေနော်ဒါနဲ့အတင်းတော်ကနေကျွန်တော်နားဖို့ပူပြီးမှတေချာသွားတဲ့အချက်ကအေးဝလီခီးစဉ်တစ်ခုမှအတင်းတော်တစ်ခုက ကျွန်တော်ကိုတရားဟောဖို့အချိန်ပေးပြီးမြင်ကျွန်တော်တင်ဟောတာအဲ့ဒီဆရာကို ကျွန်တော်ကတရားမဟုတ်တဲ့ဘူးကျမ်းစာမတင်တဲ့ဘူးသူကတခြင်းမဲ့ဆိုတတ်တာတခြားဆရာကိုအချိန်ပေးဖို့အတွက်သူစီစဉ်ဆွဲထားတယ်လို့ပြောတော့ကျွန်တော်ရင်ထဲမှာနာကျင်ရတယ်။ဒါကြောင့်လဲဆိုတော့ တခြားအတင်းတော်ကဆရာတော်မှခေါ်တဲ့ဥစ္စာကိုဝမ်းမမြောက်ဘဲနဲ့ကျွန်တော်ရဲ့အစာတခြားလူကိုအစာထိုးပေးတယ်ဆိုတဲ့ခံစားချက်ကတော်တော်လေးပေါ့ကျန်းစာတင်တဲ့သူတွေဆိုရင်တော့နားလည်မှာပါ။ဘာပဲဖြစ်ဖြစ်ပါဂျုံတွေးရတဲ့အရာတွေကတော့ကိုယ့်ရဲ့ဝိညာဉ်ရေးရအကျိုးအတွက်ဘုရားသခင်ကသူ့ရဲ့တာဓမီတွေအဖို့ပြင်ဆင်တယ်ဆိုတာကိုနားလည်ရပါတယ်။တင်းတော့ကနေ ထွက်ပြီးကျွန်တော်မြေကျင်းနားမှာလာနေတဲ့အခါအတော်ရဲ့အိမ်မှာကျွန်တော်နေရတယ်။ ဒါပေမဲ့ကျွန်တော်ရဲ့အမျိုးသမီးကစကားအပြောမတတ်တော့အတော်နဲ့လည်းမသိအဲ့တော့ကျွန်တော်အိမ်ထက်ပြောင်းရတယ်အိမ်ပြောင်းတော့ကျွန်တော်ရဲ့သမီးကသွေးလင်သွေးကွေးအဲ့ဒီချိန်မှာထားဖြစ်တယ်စီကံသွားပြဖို့အတွက်ကျွန်တော်မှ300ဆရာပတ်စံတစ်ပြားမှမရှိတဲ့အခါကျွန်တော်ရဲ့တငယ်ချင်းဆရာတယောက်ကိုကျွန်တော်ဖုန်းဆက်ပြီးမှပတ်စံ5000လမ်းချီတော့သူ့မှာလည်းပတ်စံတော့မရှိဘူးတဲ့အတိုင်းမဲ့ရအောင်လုပ်ပေးမယ်ဆိုပြီးမှအဲ့ဒီခက်ခဲနေတဲ့ခြေထဲကနေသူလည်းကျွန်တော် ကူညီပေးတယ်။အဲ့ဒါနဲ့ကျွန်တော်ရဲ့တမိကိုကျွန်တော်စီကံတော့ပြရတယ်။ဒါပေမဲ့မတက်တာတော့ကျွန်တော်ရဲ့အမားကကျွန်တော်ကိုပတ်စံတသိန်းကျော်ထုတ်ပေးတယ်။ချေးတာမဟုတ်ဘူးသူကလကားပေးတာပေါ့နော်။အဲ့ဒါလေးနဲ့ကျွန်တော်စီကံထပ်ပြတော့တမိလေးကကျေးဇူးတော်ကြောင့်တက်တာသွားတယ်။အဲ့ဒီအချိန်ကျွန်တော်ရဲ့ဘီနားမှာဘူးဘူးမတော့မရှိဘူး။ဒါပေမဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ရဲ့အမျိုးတမီးကတော့ဘလို့ခြေနေပဲဖြစ်ဖြစ်သူကျွန်တော်တီးခမ်းပြီးမှနှစ်သိမ့်တယ်ခွန်အားပေးတယ် ကျွန်တော်အရင်ကအရန်ကိုလေးစားပါတယ်ဆိုတော့ကျွန်တော်ညီကိုတွေကကျွန်တော်အဲ့ချိန်မှာမခုံမပြောတွေဖြစ်ကုန်တယ်ကျွန်တော်စကားတွေမပြောကြတော့ဘူးအတင်းတော်ထွက်သွားတာကိုပြောနေတဲ့သူတချို့လည်းရှိကောင်းရှိမှာပေါ့ဒါနဲ့ဖခင်ကတတိတယောက်ကကျွန်တော်စီကိုသူစိုက်မြန်ရောက်လာတယ်ဆရာကအင်္ဂလိပ်လုပ်နေတာဆိုတော့တဲ့ပစ္စည်းတစ်ခုပါဝင်ခြင်းနဲ့အော်ကျွန်တော်ကတော့အဲ့ချိန်မှာစဉ်းစားတာပေါ့ ပတ်စံပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တခြားအရာပဲဖြစ်အနေချင်းသူပါဝင်လိုက်မယ်ပေါ့နော်ဒါပေမဲ့ तू ကကျွန်တော်ကားကြီးပါဝင်လိုက်တာအင်္ဂလိပ်အတွက်တဲ့ကားပါဝင်လိုက်ရောစွတ်တောင်းပေးလိုက်တယ်ကျွန်တော်သူပြန်သွားရောအဲ့ဒီကားတော့ကိုင်ကိုင်ချင်းမှာပဲဒီကားကကျွန်တော်အတွက်မဟုတ်ဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးခံစားရတယ်ဒီကားကတခြားအင်္ဂလိပ်လုံနေတဲ့သူကိုကျွန်တော်လက်ဆင့်ကမ်းရမယ်ဆိုတာကိုခံစားရတယ်ဒါပေမဲ့လည်းကျွန်တော်တိတ်အတ္တကြီးတယ်အဲ့ဒီကားကိုကျွန်တော်ဘယ်သူ့ကိုမှလက်ဆင့်မကမ်းဘူး ကျွန်တော်ပဲ깟နေရတယ်။ဒါပေမဲ့ကားမောင်းရင်သွားဖို့ထဲเสียစီဖူးကျွန်တော်မှမရှိနေဘူး။ဒါပေမဲ့လည်းမပေးဘူးကျွန်တော်အိမ်မှာပဲထထားမယ်ကျွန်တော်အဆင်ပြေတဲ့အခါကျွန်တော်ဒီကောင်းစီမယ်။ဒါပေမဲ့မရဘူးအတွင်းထဲကနေလေမနေနိုင်လောက်အောင်ကိုညှိုးငယ်တဲ့စိတ်နဲ့ဒီကားဟာကျွန်တော်ဥစ္စာမဟုတ်ဘူးဆိုပြီးမှဥခံစားနေရတယ်။ဒါနဲ့ကျွန်တော်လိုက်ကြည့်တယ်ဘယ်သူကိုပေးရမလဲကျွန်တော်ဆူတောင်းနေတယ် ဘယ်လိုဆုတောင်းလဲဆိုတော့ဖျားတဲ့ခင်ဒီကားကိုပေးရမယ်သူအခုချက်ချင်းကျွန်တော်အိမ်ကိုဖျားတဲ့ခင်လွတ်ပြီးကျွန်တော်ကတော့သွားမပေးဘူးဘာလို့လဲဆိုတော့မပေးချင်ဘူးလေကျွန်တော်ပဲလူချင်တာကိုအဲ့ဒီကားကိုရောင်းပြီးမှအင်္ဂလီသွက်ပါဝင်အဲဘူဒပစံလိမိသားစုနဲ့ပါရက်တီပါညာစဉ်းစားတာပေါ့ဘာလို့မပေးချင်ဘူးထိုင်မကွာဆုတောင်းပြီးပြီးချင်မှာပဲကျွန်တော်အိမ်ကိုအင်္ဂလီဆရာတရားရောက်ချလာရောသူကလည်းတတိုက်ဆဆိုင်အင်္ဂလီအတွက်ကားတစ်စီးလိုတယ်ဆုတောင်းပေးပါလို့ကျွန်တော်ပြောတယ်ဒါပေမဲ့ကျွန်တော်လည်းနှလုံးသားမာတယ် အလောက်ဒီဖျားတဲ့ခင်ကလွတ်ပေးနေအောင်မကျွန်တော်သူ့ကိုမပေးဘူးဒီတိုင်းပဲကင်ထားတယ်ဒါပေမဲ့လေအတွင်းထဲမှာမနေနိုင်ဘူးနော်မနေနိုင်ဘူးဒါနဲ့ကျွန်တော်ငိုပြီးတော့မျက်ရည်ကြီးကြာကြာတယ်မျက်ရည်တီရှူးနဲ့တော့ပြီးတော့နောက်ဆုံးတော့မခံနိုင်တဲ့အဆုံးအဲ့ဒီဆရာအိမ်ကိုကိုယ်တိုင်သွားပြီးမှဆရာဒီမှာဆရာအိမ်ကိုလှုပ်ဖို့အတွက်ကားပါဆိုကျွန်တော်တော့ပြေးအတူတော့ဂျေဆုတင်နေဖခင်ကောင်းကြီးပေးပါစေပေါ့အေးပေါ့နေရာတော့ဂျေဆုတင်ဒီမှာငါကတော့မျက်ရည်ပေါ့နော်ရင်ထဲမှာပြိုးခဲ့တာဒါနဲ့ကျွန်တော်အိမ်ပြန်လာရတယ် အဲ့ဒါနဲ့ကျန်းစာတင်တဲ့အကြောင်းတစ်ခုကဆရာတယောက် ကျွန်တော်ကျန်းစာတင်ဖို့အတွက်ပြန်ခေါ်တယ်။တပတ်ကျန်းစာတင်ဖို့အရန်ပြိုသွားတယ်။အဲ့ဒီကျန်းစာတင်တဲ့အောင်ဆိုင်ငယ်နဲ့သွားရင်းနဲ့လမ်းမှာဖျားရခင်ရလဲကွာ။ဆိုင်ငယ်နဲ့သွားမယ်ကိစ္စကိုအစကတည်းကဒီကားလာမှပြပဲနဲ့ဒီတိုင်းနေလိုက်တာမဟုတ်အခုတော့ကျွန်တော်ပိုခံစားရတယ်ပေါ့နော်။ဒါနဲ့တပတ်ကျန်းစာတင်ပြီးတဲ့အခါမှာဆရာကကျွန်တော်မျိုးစိကျဲပတ်စံမြန်မာငွေတသိန်းကျဲတော့အရန်စိတ်နာလို့ ကားတောင်ပေးပြီးမှဘုရားသခင်ကသူများကိုပြန်ပေးခိုင်းနေဆိုတဲ့စိတ်နဲ့အရန်စိတ်နာလို့အဲ့ဒီမျိုးစေ့ကိုလည်းကျွန်တော်ကမယူတသိန်းတည်းကနေဇေဝတ္တဘုတတောင်းခွဲကျန်တဲ့9000ကိုအငယ်ဆုံးတော့သူအကုန်ပြန်ပါဝင်ပလိုက်တယ်နော်မယူဘူးကွာတန်းနဲ့အိမ်ပြန်ရအောင်နောက်ရဲ့အင်္ဂလိပ်ကြီးစင်တွေသွားတော့မလေးရှားကလူတယောက်ကျွန်တော်ဆက်တွေ့လာတယ်ဇာရတဲ့ဖုန်းနံပါတ်ပို့ပြီးတဲ့ KB နံပါတ်ဇေဝတ္တဘုပါဝင်ခြင်းလို့တဲ့ အေးပေါ့တူတူပါဝင်ချင်းပါဝင်ပါဝင်ချင်းလည်းနေကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော်ရဲ့နာမည်လေးရေးထိုးပို့လိုက်တယ်ခါနေကြတော့ကျွန်တော်ရဲ့ဒီ KB notification ကစတိုက်တက်လာတယ် receive 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 ဆိုတော့အများကြီးတက်လာတော့ဟာဒီလောက်အများကြီးဘယ်လိုတက်လာတာလဲပေါ့ကျွန်တော်ဝင်ကြည့်တော့ပတ်စံပမာဏအရင်များနေတာတိန့်ခု90ကျော်ဦးတောင်ဖြစ်နေတော့ဟာကျွန်တော်ကကျွန်တော်ရဲ့ KB ကြောင်နေပြီပေါ့ကျွန်တော်ဖြတ်ဖြတ်ပြီးမှပြန်တောင်း ြင်ကျွန်တော်ဖုန်းနံပါတ်တဲ့ဘက်ဖုန်းနံပါတ်လေးပြန်ထည့်ပြန်ကြည့်တော့လေ90ကျော်ကြီးအရက်လန့်သွားတယ်အဲ့ဒါဟာဘလူးကြီးလေပေါ့ဒါနဲ့ဆွမ်းနာမက်ဆေ့ချာမှာစကားလာပြောတဲ့ယုံကြည်သူတယောက်ရဲ့အကောင့်ပြန်ကြည့်တော့ဟာ तू ဟာဆယ်ဖုန်းတစ်ခုတင်း90ကျွန်တော်တို့ပို့ထားတာဟာဒါနဲ့တပမာနာကြီးမဟုတ်ဘူးလေအစွမ်းနာကကားကိုရောင်းပြီးသွားရောင်းရင်တောင်မှ30ကျော်40ပတ်ချလေးပဲရမှာဒါလောက်မရောက်ဟာဒါနဲ့အချိန်ကြာကြီးကျွန်တော်စွန့်အားသွားတယ်ပြီးမှပဲနားလေတယ်အော် ဖရဲတခင်ကကျွန်တော်တို့အကျိုးနည်းဖို့အတွက်ဘယ်အရာမှမကြံစီဘူးကျွန်တော်တို့ကြုံနေရတဲ့အရာတွေအားလုံးကလည်းဝိညာဉ်ရေးရာရင်ကျက်ဖို့ကျွန်တော်တို့အကျိုးတော်ပဲဖရဲတခင်ကပြင်ဆင်ပေးတယ်ဖရဲရဲ့စကားကိုနားထောင်လိုက်လို့ငိုကြွေးရမယ့်အရာကတရက်ပဲကြုံရတယ်ဆိုရင်တော့မှဖရဲတခင်ကရက်ပေါင်းတစ်ထောင်ထက်မကဝမ်းမြောက်စရာအခွင့်ကိုပို့ပြီးမှပေးပါတယ် ဲ့ဒီချိန်ကနေစပြီးမှကျွန်တော်ရဲ့တတကိုဖျားရှင်အကောင်းဆုံးပို့ဆောင်နေသူတွေကြားထဲမှာထင်ရှားရတဲ့အခွင့်ပေးတယ်ကျွန်တော်အရင်ကစမ်းစာမတင်ရလို့တိတ်ငင်နေတဲ့ဘဝကနေအခုဆိုနေရတကမှာဖျားကကျွန်တော်ကိုစမ်းစာတင်ဖို့အတွက်သုံးနေနေ့ချင်းနေမှာစမ်းစာတင်ဖို့သုံးလာတယ်အေဂျီတွေမှာစမ်းစာတင်ဖို့သုံးလာတယ်မယုံကြည်သူတွေနဲ့ပြောင်းလဲတဲ့သူတွေကြားထဲမှာလည်းစမ်းစာတင်ဖို့သုံးလာတယ်ကျေးဇူးတဲ့ကြောင့်ပဲပေါ့နော်ဒါပေမဲ့အင်္ဂလိပ်တရားဝင်ကားဖို့တော့ကျွန်တော်ဘယ်တော့မှရက်တော့မှမဟုတ်ပါဘူး အချိန်ရှိတုန်းအသက်ရှိနေတည်း၍အင်္ဂလိပ်တရားကိုကျွန်တော်ဆက်ပြီးတော့ဝင်ကားတမှာဖြစ်ပါတယ်။အခုလာမယ့်ပတ်မှာကျွန်တော်မန္တလေးမှာတွားရောက်ပြီးမှအင်္ဂလိပ်ဝင်ကားမှာဖြစ်ပါတယ်။ငလင်ဘေးတင်ပြီးမှစိတ်တန်ရာရနေတဲ့မိသားစုဝင်တွေခက်ခဲနေတဲ့မိသားစုဝင်အချို့ကိုကျွန်တော်တတ်နိုင်တယ်လို့လူအင်အားငွေအားစိုက်ထုတ်လက်တွားရောက်ပြီးခွန်အားပေးနှစ်သိမ့်ရင်အင်္ဂလိပ်တရားကိုဟောပြောသွားမှာဖြစ်ပါတယ်။အဲ့ဒီကိစ္စတွေလည်းကျွန်တော်တို့သူတရားဆူတောင်းပေးပါ။အားလုံးပဲဖြစ်ကောင်းရှိပါစေ။